နေ့ပူချိန်လေးနည်းနည်းမြင်လာရယ်ပေါ့နော်အဲ့ဒါ heat stroke လေးတွေပါဖြစ်နိုင်လာပေါ့ဘယ်ဒေတာတွေကတော့ပို့ပြီးတော့နေ့ပူချိန်မြင်လာနိုင်လဲဆိုတာလေးသိချင်းလို့ပါဆရာဟုတ် heat stroke ကတော့ပူချိန်မြင်လာရင်တော့ဖြစ်နိုင်တာပေါ့လေချွေးထွက်များပြီးတော့ဟောပန်းမှုဝင်တရားဒီကတော့ဘယ်လိုခေါ်မလဲဒါမို့ဟို fibrous ငါးကြော်လာပြီဆိုတော့မိုးကြိုရာပြီပေါ့နော် တော့မိုးကြိုရာသီဆိုတော့လေတူထဲမှာလည်းရေဝိုးရင်ငွေကရှိနေတယ်နော်အဲအပူချင်အားလည်းပြင်းတဲ့ခါကျတော့ဟိုလူတွေချွေထွက်များတာပေါ့နော်ချွေထွက်များတဲ့ရာသီပေါ့အဲတော့ဒါဟိုချွေထွက်များလာဘောပန်းမိုးဝေရဖြစ်တာတဲ့ရှင်ပြန်ဆိုတော့လေအပူချင်ပူရှက်တာလည်းရှိနေဟုတ်ကဲ့ဟိုဟိုဟိုကောင်းနေဘိုးမကြမချင်းရတော့ ပူလိုက်ပူနေမှာပေါ့ပူပါတိုင်းပူရမယ့်ຢာကြီးဆိုတော့လည်းပူတာပေါ့နော်အချို့ဒီရန်ကုန်မြို့မှာဟိုတိုက်ခန်းနေတဲ့လူတွေပေါ့နော်လက်ရှိဆိုသမီးတို့အဲညာဘက်တိဆိုအိမ်မပြောရလည်းရှိတယ်အဲ့လိုမွန်းကျက်တာတွေပါရှိရောအဲ့ဒါလေးကကြာဟိုပါပေါ့အဲ့ဒါရောသူတို့တွေရောတိုက်ခန်းနေပြည်သူတွေရောဇာနေနေအများပြောကြချင်တယ်ဒါသူတို့တွေရောဟိစတုတ်ဖြစ်နိုင်လားဆရာချွေထွက်များရင်အဲ့ဒါဟိုဆိုပြောတိုက်ခန်းနေရတော့ပိုဆိုးတာပေါ့နော်လေလေလေတောက်လည်းမကောင်းဘူး ေဝင်လူထွက်လည်းမကောင်းဘူးလူထွက်ပေါက်တွေလည်းမရှိဒေဝင်ပေါက်လည်းမရှိပေါ့လေအဲ့တော့သူကနောက်ဒီတိုက်ခန်းနေတဲ့သဘောတရားအရတော့နေနေပူချိန်မြင့်လာတဲ့ခါနေနေနေရနေဘက်မှာဒီနေရဲ့အပူချိန်ကိုသူကဟိုဆုပ်ယူထားတဲ့အနေဒါရှိတယ်ညဘက်မှာသူကပြန်လွှတ်တဲ့အနေဒါရှိတော့အာပူအိုက်တာပေါ့နော်ဒါမျိုးတွေကတော့တိုက်ခန်းမှာတော့လေယုံတွေတွေ့မကောင်းရင်တော့ဖြစ်တာရှိတာပေါ့နော်ရှိတော့ဒါတော့ ဒါလည်းတတိထားမှာပေါ့လေနော်ဒီလိုပူရဲရသည်ပူတာရိုးပူတာမဟုတ်တော့ချွေးပါ ထွက်တဲ့အရာသည်ပေါ့နော်ချွေးထွက်များပြီးတော့မောပမှုဝေတာသည်ဒါမျိုးတွေရတယ်တတိထားမယ်ရသည်ပေါ့နော်ဖြစ်နိုင်တာပေါ့လေနော်ဟုတ်ကဲ့ပါအဲ့ဒါနေရတော့ဟုတ်ဒီအဲ့ဒီအပူချိန်မျက်နှာဆရာဘဲကာလာတိမြင်ပြီးတော့ပြီးတော့ဘဲတိတာတွေရတော့ဂိူးထားဖို့လိုလဲပေါ့ ဒီလောက်ထိ40 degree အဖက်တွေပါကြီးကျော်တာတော့ဘယ်ဘယ် data တွေရောဖြစ်နိုင်ဖြစ်နေလဲပေါ့နော်အဲ့ဒီလည်းသိပြစီဆရာ40 degree ကျော်တာတော့လောတဲ့အညာဒေသပေါ့ညာဒေသတွေကတော့ဒါထုံပုံမှန်ပဲဒီလိုຢာဒီမှာ40ကျော်လာ40ဒါတော့မှဒါပြီးခဲ့တဲ့ရပိုင်းတွေကဒါမိုးရွာလိုက်လို့ပူချိန်နေရတဲ့ခါပြန်ကျသွားတာစက်တိုက်တာပူနေတော့40ကျော်လာအခုတော့40လောက်တော့40 41လောက်တော့ ရှိနေတဲ့ညာဒေသတွေမှာတော့အလဲပိုင်းဒေသတွေမှာတော့ဖြစ်နေတာပေါ့လေသူတွေမကွေးတိုင်းဒေသကြီးပေါ့အဲ့ဒါတွေရောရှိရနောက်ကျန်တဲ့တတိလုံးလို့လို့ပါပဲဒီအထက်ပိုင်းတောင်တောင်ပေါ်ဒေသဒီဟိုမြောက်ပိုင်းကြားတဲ့ဒေသတွေကလွဲပြီးတော့အဲကျန်တဲ့ဒေသတွေကမြောက်ကျောင်းပေါ်ဆင်းလိုက်ဒီမြောက်ကျောင်းပေါ်ဒေသပကူရန်ကုန်ဧရာလည်းဒါတပြေးနဲ့ပူချိန်နေညင်းတဲ့လောက်မှာဆိုမိုးမရောဒီမုတ်တုံမရောချင်းရတော့ပူချိန်ကတော့မြင့်နေပါပေါ့နော် ဟုတ်ကဲ့ဆရာဟုတ်ဒီမုတ်တုံအဝင်ကရောဆရာတမျိုးနည်းနည်းနောက်ကျနိုင်လားဒါမဟုတ်ဒီဒီပုံမှန်တိုင်းဖြစ်နိုင်သေးလားဆရာကျွန်တော်ကတော့ပုံမှန်လိုက်ပါတော့နော်ပုံမှန်မေ၁၈ရက်ဆိုရင်ကျွန်တော်တို့ကတောင်ပိုင်းကိုစောင့်ဝင်တာဆိုတော့ဒီနေ့လဲအဲ့ဒီတောင်ဝင်ကျင်လောက်မှာပဲဟိုနည်းနည်းဟိုစောလဲတရက်နည်းလောက်တော့စောနိုင်မှာပေါ့နော်哦ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုအနေဂျိုမရှိတော့ဒါကပုံမှန်တိုင်းပဲဖြစ်နိုင်ကြီးများတာပေါ့နော်อืมဟုတ်ပါဟုတ်ပါ哦ဟုတ်ကဲ့ပါဆရာဟုတ် အဲဆရာအနေနဲ့ရောဗာမပြောကြချင်းသေးလဲမသိဆရာအဲဒီရစီဆိုပြောတဲ့နော်အပူချိန်ကတပြေးနဲ့မြင့်လာမယ်ချွေထွက်တယ်ချွေထွက်လွန်လာတယ်ရှိမယ်နော်ဟိုခံစားတဲ့ပူချိန်ကလည်းတော်တော်ဟိုဒီဒီမှာရေဝင်ရင်ဝေးပေါဝင်မှုတွေရတယ်များတယ်တော့ပုံမှန်ဒီကြီးရနဲ့တိုင်းလို့ရတဲ့ပူချိန်နဲ့တကယ်လူတွေခံစားရတဲ့ပူချိန်က များနေတော့ အဲ့အပူချိန်မြင့်တက်မှုတွေကိုတော့ဒါသူတတိပြုဖို့လုပ်နေနော်။နောက်ဒီဟိုချိန်မြင့်လို့ဒါတော့ဟောတာပေါ့နိဒီတော်မီလောင်နာတွေပါဆိုတော့ဒါတော့နေဘက်နေမှာပေါ့နော်။မျိုးပြမှာလဲဒါမျိုးပြမီပေးနေနေလေ။ဟိုရှိနိုင်တော့တတိထားမှာပေါ့အကုန်လုံးတော့အပူချိန်မြင့်တက်တာပူနဲ့ဆက်ဆက်တဲ့ဒီဒီနောက်တကဒီမိုးရိတာအခြေအနေပေါ့။ပူချိန်မြင့်မှာလို့အမောလေးညနေပိုင်းဒီမှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှု ိလာပြီးတော့ဒါအဲ့ကနေကြက်တည်းမူကျိုးပြတာဟောလေပင်တိုက်တာနော်ဟိုတဲ့လေပင်ကြာတာဒါတွေလည်းပဲတတိထားဖို့လိုပါဘူး